အရဟမေဒုက္ခံတိတုအရဟမေတိတိဒိဋ္ဌတုအရဟမေသိတ္တိကမ္မံတိတုအရဟမေသယံတိတုအရဟမေနမောဗုဒ္ဓါယသိတ္တိဘဂဝါအထပ်ပါအရဟံ၁၀ကျကိုဖျားစေရှိတွင်နေ့စဉ်၁၀၈ခပဋိတ္တပဒိဋ္ဌံဝံမှာ ကိုရဲ့အဋ္ဌံကိုကျင်စစ်အောင်ကျင့်မှာမိလျင်ဆက်ရှိရဲ့အဋ္ဌံဆက်ရှိကျင်စစ်အောင်ကျင့်မှာမိလျင်29ရဲ့အဋ္ဌံ29ခေါက်စစ်အောင်ကျင့်မှာထို့သူမကျင့်နိုင်ဘူးဆိုလျင်နေ့စဉ်နနပိုင်းတရရှိခေါက်ပရိဒဘတ်ညာပိုင်းတရရှိခေါက်ပရိဒဘတ်ရှားအောင်ကျင့်နိုင်ပါလေ ထို့သို့ကျင့်ခြင်းဖြင့်ဝိဇာညာမျိုးမျိုးကို ပါရမီအလျောက်ရရှိနိုင်သည်တိတ်တိအမျိုးမျိုးတို့ကိုလည်းပါရမီကံအလျောက်ရရှိနိုင်သည်ဘေအန္တရယ်ကင်းရှင်းစေသည်ယောဂအနာများကင်းဝေးစေသည်ဆင်းရဲဒုက္ခမှန်သမျှတို့မှလွတ်မြောက်စေသည်ထွက်ရပေါက်သည်အထိအကျိုးပေးနိုင်သည်ဩဇာအာဏာကြီးမာခြင်း လူအင်စန္ဒအမှန်သမျှပြေဝါခြင်းတောင်းတာအမှန်သမျှရရှိခြင်းဘုံတကူကြက်တည်မင်္ဂလာတို့နှင့် ပြည့်စုံစေနိုင်ပါသည်